အားလုံးမင်္ဂလာပါဗျကျွန်ကြီး channel ကျူဆိုပါရနော်အားလုံးပဲမင်္ဂလာမောင်းနေပြည့်စုံတော့နေပြီဖြစ်ပါစေဗျဘုရားညနေပိုင်းအစီအစဉ်လေးကျွန်တော်တင်ပြလိုက်တာပါနော်အားလုံးပဲညနေပိုင်းမှာကျွန်တော်အချင်းလေးနဲ့နောက်ပိတ်လေးနဲ့ထိတ်တောက်ကြနေရမှန်ငယ်လေးထိတ်ပါပဲနော်ထွေဆူးတော့မဟုတ်ပါဘူးအဲတောက်ကြနေဟာတိုင်းတွက်လိုက်တဲ့ဟာကြည့်လိုက်တဲ့ ချင်းကိုရတော့ကိုပေါ့အတွက်လည်းရပါတယ်နော်အဲအချင်းကလေးတခုပဲအချင်းနဲ့ထိတ်နဲ့နောက်ပိတ်ကနှစ်မျိုးတွေ့အဲ့လိုဖြစ်နော်ကိုကြိုက်တဲ့နောက်ပိတ်ကစားပေါ့လေတစ်ချက်ကြည့်ကြည့်ဒီ9ရယ်3ရယ်4ရယ်5 3လေးဒုံလုံးပေါင်းရင်1နှစ်ပါနှစ်နှစ်ခက်က4နှစ်4အချင်းနှစ်4ဒါအချင်းเนาะ နှစ်လေးအချိန်နှစ်လေးအချိန်ရပါလေနှစ်တစ်ဆိုပြီးတော့ထွက်တယ်နော်ဟိုနှစ်လေးအချိန်ဟိုဆက်ကြည့်ငါ3 4သုံးလုံးမောင်းကြီးနှစ်ဖြစ်တယ်လို့ကို၄၃၃၃မောင်းကြီး6ပါ6နှစ်ခက်က6 6အချင်းပါထက် ပူနဲ့ဆိုဒီမှာထွက်တယ်ဟုတ်နော်ပူလီတုံတုံးမောင်းရင်6ဖြစ်တယ်လို့နှစ်36တုံးမောင်းရင်နှစ်36 6 3နှစ်တုံးမောင်းရင်တက်ပါတက်နှစ်ခါကရှစ်တက်ရှစ်အချင်းမှထွက်တယ်တက်လေးဆိုဒီမှာထွက်တယ်ဟုတ်ပြီနှစ်36တုံးမောင်းရင်တက်ဖြစ်တယ်လို့ 964သုံးလုံးပေါင်းရင်9ပါ9နှစ်ခက်က6 96ချင်းဘာထွက်လဲ16ဆိုဒီမှာထွက်တယ်နော်ဟုတ်ပြီ946သုံးလုံးပေါင်းရင်9ဖြစ်တယ်လို့ဒီနေ့ညနေမှာ146 164641သုံးလုံးပေါင်းရင်သုံးလုံးပေါင်းရင်ဘယ်လောက်လဲ1ပါ1နှစ်ခက်က8 18ချင်း ဟုတ်ပြီနော်ဒါညက်နေတရှိအချိန်မှာโอเคဒီဘောင်းကနှစ်လေးတုံးကနှစ်တစ်ထွက်တယ်6 9တုံးက9နှစ်ထွက်တယ်တရှိတုံးကတလေးထွက်တယ်ပူ6တုံးက16ထွက်ပြီတရှိမှာဘာထွက်မလဲအချိန်သာဟုတ်ပြီဒါအချိန်လေးထိတ်စီလေးကြည့်ကြအောင်ထိတ်စီထိတ်စီဒါတွေပြလိုက်မနော်ထိတ်စီ ောင်းပြီဘလူးလေးလေးဆိုဒီမှာဒါအခုအထိထိပ်ပြမယ်ထပ်ပြီးတော့ရှင်းဖို့ဗျာနော်ထပ်ပြီးတော့ပေါ့တော့ထပ်ပြီးမယ်ထင်တာပဲနော်၃ည6ရက်၃ည၃ည6၃ည၃လုံးမင်း6ပါ၃လုံးမင်း6ပုံလို့ဒီနှလုံးပေါင်းရင်းရလေ6 6ဖြစ်ရပါမယ် လေးနဲ့နေလဲနေလို့မဟုတ်ဘူးမလား6ဟုတ်ပြီနော်စက်ကြီး3ည6 3ည3လုံးချင်း6ဖြစ်တယ်လို့ခွန်3ည5 3လုံးချင်းနှစ်ပါဒီ3လုံးပေါင်းချင်းနှစ်မှန်လို့ဒီနှလုံးပေါင်းချင်းရလဲနှစ်ဖြစ်ရပါမယ်3နဲ့9နဲ့ပေါင်းတော့မလားလဲနှစ်ဖြစ်တယ်နော်ခွန်3ည5 3လုံးပေါင်းချင်းနှစ်ဖြစ်တယ်လို့ ၃၅ခုလေ၃လုံးပေါင်းရင်၃၅ခု၃လုံးပေါင်းရင်ခွန်ပါလေ၃လုံးပေါင်းရင်ခွန်ဖြစ်လို့မို့တဲ့ဒီနှလုံးပေါင်းရင်လည်းခွန်ပါ၆ရက်တည်းနှလုံးပေါင်းရင်ခွန်ဖြစ်ရမယ်နော်ခွန်ဖြစ်မယ်၃ခု၃၅ခု၃လုံးပေါင်းရင်ခွန်ဖြစ်တယ်လို့တဲ့ဒီမှာ လေးကိုနှစ်လေးကိုနှစ်တုံးမောင်းညာ၅ပါတုံးမောင်းညာ၅ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်းရဲ့အရာလက်ကလည်း၅ဖြစ်ရပါမယ်၄နဲ့၁နဲ့ဟိုတင်းက၄နဲ့၁နဲ့နှလုံးပေါင်းနဲ့၅ပါဟုတ်နော်ဟိုတင်းကအချင်းကလည်းအဲ့ဒီနေရာ မှန်အချင်းကအဲ့ငါအဲ့အချင်းကအရင်ဒီကြောက်ပေါက်ပြက်လိုက်မှာမို့ကျွန်တော်ဖယ်ခဲ့လိုက်တယ်ခုနပင်ဆိုဒီကြောက်အဲ့ငါတစ်ရှိနောက်တနည်းနဲ့ဟာတစ်ရှိတစ်ရှိနဲ့နှလုံးပေါင်းရင်ငါဖြစ်ရမယ်အဲ့မှာလေးထောက်ထားပြီဆိုတော့တစ်နဲ့အဲ့မှာညီညီလို့မို့တစ်ရှိနဲ့တစ်ကိုကျွန်တော်ဥစားပေးလိုက်နော်အဲ့ဟိုတနည်းက96အခု96ကတက်တက်အချင်းကျော်ရှားပေးတာနော် ဟိုအခုဟိုဟာကြနည်းနည်း6ပင်9ပင်ဆိုတော့အရင်ရှိသွားပြီအန်ရများသွားပြီအဲကြောင့်ကျော်ပင်ကလေးတာနော်ဒီအချင်းနဲ့ကိုက်နေတဲ့အတွက်ဒီချင်းကိုကျော်ယူထားတာပါနော်ဟုတ်ပြီအဲ့ချင်းလေးပြန်ကြည့်လိုက်ပါအဲ့ချင်းလေးဘယ်လိုလဲဒီလိုကြိုက်ခဲ့ကျွန်တော်တော့မကြိုက်တော့လို့ပေါ့နော်၄ခုနှစ်၃လုံးပေါင်းရင်၅ဖြစ်တယ်လို့၃နှစ်ကို၃နှစ်ကို၃လုံးပေါင်းရင်၄ပါ၃လုံးပေါင်းရင်၄ ဖြစ်တဲ့အတွက်တဲ့ဒီနှလုံးပေါင်းရဲ့6နဲ့ဒီညနေထွက်မဲ့နှလုံးပေါင်းရလဲ၄ဖြစ်ရမယ်6၄ဖြစ်ဖို့ဆိုရင်6ထုံးထားပြီးဘာမှမအောင်ရှစ်ပေါ့အဲ့တော့၄နဲ့6နဲ့8နဲ့ပေါင်းမှ၄ဖြစ်မှာဟုတ်တယ်မလားအဲကြောင့်8ဒီမှာလဲ10ချင်းဆိုဘာမှပြောမင်းနဲ့8ကထိတ်စီ8ထိတ်နဲ့ကျွန်တော် ဟုတ်ပြီအဲ့တော့နောက်ပိတ်ဆရာပါလဲနောက်ပိတ်တချို့တည်းနောက်ပိတ်ကိုမစင်စားတော့စွဲမယ်ဟုတ်တယ်လေတော့ဆယ်ခွက်ပဲရှိအောင်ဒါပဲโอเคနောက်ပိတ်ကြည့်အောင်နောက်ပိတ်ကကျွန်တော်အဲ့နေရလဲပြောခဲ့တယ်နောက်ပိတ်မှာကျွန်တော်တို့ပါလဲကျွန်တော်ကပယ်ခဲ့တာအဲ့နေကြည့်ကြည့်အောင်အဲ့နေရကျွန်တော်ဘယ်လိုပယ်ခဲ့လဲဆိုတော့အဲ့နေရကျွန်တော်ပယ်ခဲ့တာဒီနည်းနဲ့ကျွန်တော်ပယ်ပြလိုက်တယ်9 3 3ဆိုတဲ့ ကောင်းခြင်းနှုတ်ခြင်းမပါငါးတုံညာသုံးဖြစ်ရဘူးနှလုံးပေါင်းခြင်းငါးတုံညာပဲလို့လဲခွန်ရဲ့ရှိရဲ့နှလုံးပေါင်းခြင်းငါးတုံညာသုံးဖြစ်ရဘူးဟုတ်နော်ဟုတ်ပြီအဲ့ဒီနည်းရကျွန်တော်ဟိုတနေ့ပယ်ခဲ့လိုက်တဲ့ကလန်လာပြီးတော့ထွက်သွားတယ်နော်ထိစင်းတယ်တချို့မပယ်တဲ့ကလန်ကတော့ချင်းဒီလိုအဆင်ပြေမှာနှလုံးပေါင်းခြင်းငါးတုံညာသုံးဖြစ်ရဘူးခွန်ရဲ့ရှိရဲ့ဆိုဘယ်လောက်လဲငါးဖြစ်တယ် ဒီနှလုံးပေါင်းခြင်းကလည်း၅တုံညာတုံးပြန်တုံညာရဲ့၅ရဲ့နှလုံးပေါင်းခြင်းမလား၅တုံညာတုံးဖြစ်အောင်၅ဖြစ်တယ်နော်ဟုတ်ပြီတုံညာရဲ့၅ရဲ့နှလုံးပေါင်းခြင်း၅တုံညာတုံးဖြစ်တယ်လို့ခွန်ရဲ့ဒီ၃ရဲ့နှလုံးပေါင်းခြင်းကလည်း၅တုံညာတုံးဖြစ်ရမယ်ခွန်နဲ့၃နဲ့ဆိုဘယ်လောက်လဲတုံညာဖြစ်တယ်နော်ဟုတ်ပြီခွန်ရဲ့၃ရဲ့တုံညာဖြစ်တယ်လို့၃ရဲ့ဒီတုံညာရဲ့နှလုံးပေါင်းခြင်း၃၅တုံညာတုံးဖြစ်လား၃ဖြစ်တယ်နော် 5တုံညာလို့နှလုံးပေါင်းရ5တုံညာမျိုးဟုတ်ပြီဒီလို့သုံး၃ရဲ့တုံညာရဲ့၃ဖြစ်တယ်လို့လေ၄ရဲ့တေးရဲ့နှလုံးပေါင်းရ5တုံညာ၃ဖြစ်ရမယ်။ဘာ၄နဲ့တင်းနေဆိုတော့လောက်လေ5ဖြစ်တယ်နော်။ဟုတ်ပြီတချို့တွေတိတ်နားမလည်ဘူး။တင်းလေးပေါင်းဒီနှလုံးပေါင်းရဒီကြပေါင်း5ရဲ့တုံညာရဲ့၃ရဲ့ပေါင်းရဲ့ရလက်က5တုံညာ၃ဖြစ်ကြမယ်။ဘာဖြစ်လဲ5ဖြစ်တယ်။ဟုတ်ပြီအမှန်နဲ့ဆက်သွား။အဲ့လိုမျိုးပြောတယ်။၃ရဲ့2ရဲ့ဘယ်လောက်လဲ။ ငါးတုံညာလုံးဖြစ်လာသုံးရက်နေ့ရဆိုဘလောက်လဲငါးဖြစ်တယ်ဟုတ်ပြီဆက်သွား6ရက်၄ရက်နှလုံးပေါင်းရင်ဘလောက်လဲငါးတုံညာလုံးဖြစ်လာတုံညာဖြစ်တယ်ငါးတုံညာလုံးဟုတ်ပြီနော်ဟုတ်ပြီနောက်တစ်ခုက၄ရက်ကျွန်တော်အဲ့မှာပြေခဲလိုက်တယ်၄ရက်6ရက်နှလုံးပေါင်းရင်ဘလောက်လဲငါးတုံညာလုံးဖြစ်လာဖြစ်တယ်အဲ့မှာကျွန်တော်ဘာလုပ်လဲငါးတုံညာလုံးဖြစ်ဖို့အတွက်တိရ6ရက်ခွန်ရက်တိ6ခွန် အဲ့ငါပါ6ကိုကျွန်တော်ပယ်ခဲ့လိုက်တယ်တဲ့လားထိတ်စည်းဆွဲလိုက်တယ်ဒီတော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်9တုံညာတုံးဖြစ်ဖို့ဒီမှာ6ရယ်ဒီနောက်ပိတ်ရယ်နှလုံးပေါင်းရယ်9တုံညာတုံးဖြစ်ရမဟုတ်လဲ9တုံညာကျွန်တော်6ထောက်ထားပြီ9တုံညာတုံးဖြစ်ဖို့9ဖြစ်ဖို့ဆိုရင်ပါလေကိုတုံညာဖြစ်ဖို့ဆိုရင်၄3ဖြစ်ဖို့ဆိုရင်ခွန်ကိုလေးခွန်နော်ဒါကတော့ပင်ရှိသွားပြီအဲ့ဆိုရင်ကိုလေးကိုကြိုက်တယ်ဆိုရင်တော့ နောက်ပိတ်ကဒါကိုးလေးခုံအဲ့ဒီနင်းနဲ့သူတွားတာလားဒါပဲเนาะဒါဒါဒါထိတ်เนาะဒါမမစိနေဒါထိတ်ဒီဘက်ကဘက်ဘက်ကနှလုံးဖြစ်နေလို့เนาะနောက်ကိတ်ကနှလုံးကျွန်တော်တွေ့တဲ့ချူဒါကနောက်ပိတ်ဒါဆိုတော့တချို့တွေကမစင်စားတော့ဘူးစီစီဆွဲမယ်စား ရှစ်ကိုရှစ်လေးရှစ်ခုမထိုးမယ်ဆိုပြီးတော့တချို့ကရှစ်အဲ့ကောင်ကိုတင်လိုက်တယ်ဗျရှစ်ထိတ်စီဆွဲလိုက်အဲ့နဲ့တချို့ကမနေ့တောက်ကြံနေရအဲ့နည်းနဲ့တို့ရကြတယ်နော်ဟုတ်ပြီနောက်ပိတ်တစ်ခုဆက်ကြည့်ဟုတ်ပြီနောက်ပိတ်ဆက်ကြည့်တချို့ဒီနောက်ပိတ်ပဲကြိုက်တယ်ဆိုတော့ဒီနောက်ပိတ်ကျွန်တော်တော့ပါရင်မပြတော့တော့ကောင်းပါနော်ဝေဝါးသွားမှာတူမကောင်းဘူးလားအဲ့ဒါရင်ဘာရှိမလဲဝေဝါးသွားမှာဆိုလို့ရှစ်ရှစ်ကို ရှင်းလေးရှစ်ခုကျွန်တော်ဒီကောင်ကြီးကအရင်ရှည်လဲရှည်နေလို့စိုးရင်လဲစိုးရင်ပါတနင်္လာနေ့ထိကူးသွားပြီဆိုတော့ကြာတာရင်းနေလောက်ဆိုရင်တော့တောက်ကြဆိုရင်တော့အဲ့ဒါကျွန်တော်ကျွန်တော်လဲသွားပြီးတော့တည်ယူတန်လိုက်တာမထိုးနဲ့ဆိုပြီးပယ်ခဲ့လိုက်တယ်နောက်တနည်းရပဲနောက်ပြောအောင်လဲမပြောတော့ပါဘူးဆိုပြီးကြိုက်ရင်တော့ထိုးပါဗျာနောက်တနည်းရဘယ်လိုလဲဆိုတော့နောက်တနည်းရပို့ပြီးတော့ အစဉ်ပြေမလားလို့နောက်တနေ့ရတည်လို့၃ညရ၅ရ၅ရ၃လုံးပေါင်းညမလားဒီကောင်းတော့နည်းနည်းပင်တူသွားတယ်နှစ်ကြိမ်တောင်တူသွားတယ်၃ည၅ခွန်၃ညပါဝါ၅၃ည၅ခွန်ဆိုတော့ကိုယ်စိတ်ကြိုက်ပြောတာမဟုတ်၃ညပါဝါ၅၃ညနှစ်ခက်ကခွန်၃ည၅ခွန်ပြောပြတယ်ဒီပေါင်းကတော့၅ပါဝါ၃ည၅နှစ်ခက်က၃၅၃ည၃ပြောတယ်၃ည၅ခွန် โอเคเนาะပဇတ်တက်တွေ့ရဲ့ကဏ္ဍကိုပြောနေရတယ်ထင်ပါဆိုဒါတုံညပါပါမှာတုံညနကကတုံညငါးခုအပေါ်နေတော့တုံညငါးငါးတုံးလုံးမောင်းကြီးကတုံညငါးခုပြရမယ်ဆိုပါတုံညဖြစ်တယ်เนาะဟုတ်ပြီစိတ်ကြည့်အောင်တုံညငါးငါး တုံးလုံးပေါင်းရင်တုံများဖြစ်တယ်လို့ခွန်ရခွန်ရဒီတုံးရအဝေးဝေးလန့်ရိုက်တာနော်အောက်ကအလုံးလုံးခွန်ခွန်တရချားနဲ့လန့်ရိုက်တာပေါင်းရင်ကတုံများမှာပါဖြစ်တယ်ခွန်ဖြစ်တယ်ဟုတ်ပြီအဲ့လိုပဲ34တရချားလန့်ရိုက်လဲပါလေ305ခုအဲ့ဒီနေ့ဒီပဲဒီ ဲ့နာကဲ့ရဲ့ကဲ့ချီကိုတော့တည်တယ်ကြီးကျွန်တော်တို့မတွေးလိုက်တဲ့ဟာမျိုးတွေချီကိုမတွေးတဲ့ဟာမျိုးတွေဒီကောင်တွေကတော့တွားရင်လည်းဟိုကပေရှိကြီးတွေပဲတွားရတယ်နော်တန်တဲ့ဖြစ်စရာမရှိအောင်ဒီကောင်တွေကတွားရတယ်3လေး3ရပါတယ်3ရ5ခုဖြစ်တယ်နောက်တစ်ခုကလေးတုံညာမှတက်လေးတုံညာတက် သုံးလုံးမောင်းညပါ၃၅ခုဖြစ်တယ်ဖြစ်တယ်เนาะ၅ဖြစ်တယ်ဟုတ်ပြီအဲ့လိုပဲ၃၃ညဒီမှာ၄၃၅ခု၃၃ညနဲ့သုံးလုံးမောင်းညတ၃၅ခုဖြစ်တယ်เนาะဟုတ်ပြီနောက်တစ်ခုကချောက်တဲ့ချောက်တုံရ၄သုံးလုံးမောင်းညမလား 35ခွန်ဖြစ်တယ်နောက်တစ်ခုက4ခွန်6သုံးလုံးပေါင်းရမလား35ခွန်ပဲအဲ့ဒါဆိုရင်ဟုတ်ပြီနော်ဒီ6ရယ်3အကြစေးဖြစ်မှာရတယ်ဒီ6ရယ်ဒီ3ရယ်ဒီနောက်ပိတ်ရယ်โอเค6 3ဒီနောက်ပိတ်သုံးလုံးပေါင်းရ ုံညာ၅ခုဖြစ်ဖို့ဆိုမှာတုံညာဖြစ်ဖို့ဆိုရင်တဘာဖြစ်ဖို့ဆိုရင်ပုံမှာ6နဲ့3နဲ့ဆို6ဖြစ်နေပြီ6နဲ့ပေါင်းရင်9ခုဖြစ်ဖို့ဆိုရင်8ဘာပြောမှမသိဘူးဒီစရာခေါင်းတောက်တောက်တော့မသိဘူးလည်းနေတုံညာ၅ခု၃လုံးဒီ၃လုံးပေါင်းရင်ရလည်းကတုံညာ၅ခုဖြစ်ရမယ်တုံညာ၅ခုဖြစ်ဆိုဒီမှာ1နဲ့ပေါင်းရင်6နဲ့3နဲ့ဆိုတုံညာဖြစ်ပြီနောက်တစ်ခု 6နဲ့3နဲ့ဒီနောက်ထပ်6နဲ့ပေါင်းလိုက်ရင်5ဖြစ်တယ်။ခွန်ဖြစ်ဖို့ဆိုရင်6နဲ့3နဲ့8နဲ့ပေါင်းရင်ခွန်ဖြစ်တယ်။16 8နဲ့6လေးခွန်အဲ့မှာကိုလိုကံလည်းဖြစ်ရ။ကျွန်တော်အဲ့လားကိုပြောဒီကောင်းတော့တပင်ရော့တယ်။ဒီကောင်းတော့တပင်များတယ်။များတဲ့ဟာ6လေးခွန်နဲ့3မှာ16 8နဲ့ပေါင်းတယ်။နော်။အဲ့ဒါဒီဘက်က8ဆိုရင်8 8နဲ့သွားမလား။ ရှစ်ချောင်းနဲ့သွားမလားရှစ်ရှစ်နဲ့သွားမလားအပူပြောင်းနေတဲ့အတွက်ဒီဘက်ကဟာကိုကျွန်တော်ကြိုက်လား Okay ဒီဘက်ကဟာကိုကြိုက်တယ်လားဒါအနီရောင်ချဲကွဲအောင်လို့မို့နော်အနီရောင်ချဲတာအချင်းယူတော့ Okay ဒီဘက်ကရှစ်ကိုယူထားဒီဘက်ကတစ်ကိုယူမယ်ဆိုရင်တော့တစ်တစ်ပါအောင်မယ်အဲ့တစ် ိုက်တယ်ဆိုရင်ပေါ့ဟာတစ်ကြိုက်ပဲဒီဘက်ကဟာကနဲကိုယူမယ်ဆိုရင်ပျောက်နေတယ်အပူထက်ထူရင်ထူတစ်တစ်ဒါပဲနော်ကျွန်တော်မလုံတော့ဘူးနော်ပြောထားပြီရှစ်ကိုယူမယ်ဆိုရင်ဘာလို့ဆိုဒီမှာရှစ်တစ်ချင်းနဲ့ရှစ်ထိန်နဲ့ပို့ပြီးတော့ညီမြလားလို့ကျွန်တော်ရှစ်ယူလိုက်တာလေရှစ်ကို ရှင်လေးရှစ်ကိုရှစ်ခုထိုးမလားရှစ်တရှစ်ခြောက်ရှစ်ရှစ်ထိုးမလားကြိုက်တာကိုကြိုက်တာကိုလို့ကိုကြိုက်တာကိုထိုးပေါ့ဗျာเนาะကဲအဲ့ဒါပါပဲချင်းကိုတို့အားလုံးပဲကြက်မှာချမ်းသာပါစေ